မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် ကျောက်တကားမျိုးအနီးရှိစတက်စခန်းကိုဝင်ရောက်တိုက်ခိုက်မှုစစ်သားစနေဦးတည်ဆုံပြီးလက်နက်တလက်သိမ်းဆည်းရရှိနေကြောင်းတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းကျောက်တကားမျိုးအနီးရှိအကြမ်းဖက်စတက်စခန်းကိုဝင်ရောက်တိုက်ခိုက်ရာစစ်သားစနေဦးတည်ဆုံပြီးလက်နက်ငယ်တလက်နဲ့အကြီးစက်များသိမ်းဆည်းရရှိခဲ့ကြောင်းအထူးကမန်ဒိုတပ်ရင်း P2914 မှတာဝန်ရှိသူတအုပ်ကပြောပါရယ်။မလ25ရက်နေ့မနေ့အစောပိုင်း2:23မိနစ်ခန့်မှာကျောက်တကားမျိုးအနီးရှိစင်အိုလဟာကြီးရွာမှာအင်အား90ခန်းနဲ့အထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စတက်စ န်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲ၄နိုင်ကျော်ကြာမြင့်ခဲ့ကြောင်းသိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းစစ်သား၁၂ဦးသေဆုံးပြီး၅ဦးကထိခိုက်ဒဏ်ရာရရှိပြီးကြီးသရီအမျိုးအစားတနက်တလက်လက်နက်ငယ်ကြီးများနဲ့စစ်သုံးပစ္စည်းများသိမ်းဆည်းရရှိကြောင်းအကြံဘတ်စစ်တပ်ကလည်းလင်းရင်ပစ်ကူများလက်နက်ကြီးများနဲ့အပြင်အထက်ခုခံတိုက်ခိုက်ခြင်းကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်းသိရပါဗျ။အလုံးစုံသိမ်းနိုင်ခြင်းတော့မရှိပါဘူး။၃ပုံ၂ပုံလောက်ထိသိမ်းနိုင်နေမိုးလင်းသွားတော့လင်းရင်လာပြီးတော့ပစ်ကူပေးတာကိုလည်းခ ံလိုက်ရတော့ကျွန်တော်တို့စုပ်လိုက်ရတာဒီညက်နေအင်းအားတွေထပ်ဖြည့်ထားတာရှိပါတယ်ဒီစကံကကြောက်တကားမျိုးနဲ့အနီးဆုံးစကံလို့ပြောလို့ရတာပေါ့မျိုးနဲ့နီးတဲ့စကံဖြစ်တဲ့အတွက်တို့တို့တော်တော်ရှုံးကန်တဲ့သဘောတွေ့ရတယ် လက်နက်ကြီးလင်းရင်မြေပြင်အင်အားစစ်ကူပေါ်အဲ့ဒီလိုမျိုးတွေနဲ့ပြန်တုံ့ပြန်တာမျိုးရှိရလို့အထူးကွန်မန်ဒိုတရင် P2914 မှတာဝန်ရှိသူတအုပ်ကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဗျူဟာ25တိုင်းစစ်ဌာနဘက်ကိုစစ်စင်ရေးနယ်မြေနဲ့အမှတ်3900နဲ့တရင် Spring Warrior Column အထူးကွန်မန်ဒိုတရင်နဲ့ KNL တရင်ကိုရိုးပူပေါင်းကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လိုင်းပူပေါင်းတပ်ဖွဲ့များဘက်မှရှဲပေါ်တအုပ်မြင့်မြတ်စွာကြားဆောင်ခဲ့ကတပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ဖြူသူကိုတိုက်တွန်းချင်တာကတော့ ွင့်တိုက်ပွဲကိုပဲဖြစ်ဖြစ်ပတ်ဝန်းကျင်မှာရှိတဲ့အနီးအနားကကျင်းရွာတွေအိမ်တွေကိုစစ်တပ်ကဖျက်ဆီးလေရင်လက်နက်ကြီးတွေနဲ့ပြစ်ချင်တာဖြစ်တဲ့အတွက်လုံခြုံတဲ့ဘုံခုကျင်းတွေတည်တည်ချာချာလေးတူးကြဖို့တော့ကျွန်တော်တို့ဘက်ကတော့ဖြစ်စီကျင်တာပေါ့တချို့ပြည်သူတွေလည်းလိုက်ပါမှုကောင်းပါတယ်ဒါပေမဲ့တချို့ပြည်သူတွေလည်းဂရုမစိုက်တာမျိုးတွေ့ရတယ်ဒါကြောင့်မလို့ကွန်မီတာစုလုံခြုံမှုအတွက်တော့ဘုံခုကျင်းတွေတူးထားပေးကြဖို့ပြောကြမှာတယ်လို့အတူကွန်မန်ဒိုတက်ရင် P2914 မှာတာဝန်ရှိသူတောင်းကပြောပါတယ်ဆက်လက်ပြီးစကောင်းဆောင်မင်းရောင်းလိုင်းကိုဝေဖန်တယောမှုနဲ့ငါးမင်းဆွေ1300 နှစ်ကြာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်တပ်ကိုထောက်ခံတဲ့အမျိုးသားရေးလှုပ်ရှားသူဦးမင်းစွေကငားမင်းစွေကိုလှိုင်းတရားရုံးကဒီကနေ့မတ်လ25ရက်နေ့မှာပုံမှန်905ကကြီးနဲ့ထောင်ဒဏ်3နှစ်ချမှတ်လိုက်ပါတယ်။ငားမင်းစွေကိုလှိုင်းတရားရုံးကထောင်3နှစ်ချလိုက်တဲ့အကြောင်းသူ့ရဲ့ရှိနေကလည်းအတည်ပြုထားပါတယ်။ အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လိုင်းကိုသူရဲ့ Facebook စာမျက်နှာကနေတင်ရော်စာရေးခဲ့တဲ့အတွက်စစ်ကောင်းစီကငါးမင်းဆွေကိုဖမ်းဆီးထောင်ချခဲ့တာပါ၂024ခုနှစ်နိုဝင်ဘာလကလေးကငါးမင်းဆွေအင်းစိန်ထောင်နေရောက်နေတယ်လို့သူရဲ့ရှင်နီကပြောပါတယ်စစ်ကောင်းဆောင်မင်းအောင်လိုင်းကိုတင်ရော်စာရေးခဲ့တဲ့ငါးမင်းဆွေကိုနိုင်ငံတော်တည်ငြိမ်အေဂျင်ကြီးပြပြဆင်မှုနဲ့ဖမ်းဆီးမှုဖွင့်ခဲ့တယ်လို့စစ်ကောင်းစီက2024ခုနှစ်နိုဝင်ဘာလဆယ်ရက်နေ့ကသတင်းထုတ်ပြန်ခဲ့တာပါစစ်တပ်ထောက်ခံသူလို့နာမည်ကြီးနေတဲ့ငါးမင်းဆွေက NND အစိုးရလက်ထက်ကဒေါအောင်ဆန်းစုကြည်ကို Facebook လူမှုကွန်ရက်ကနေရေးသားပုတ်ခတ်ခဲ့တာကြောင့်2018ခုနှစ်ကနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုနဲ့ဖမ်းဆီးခံခဲ့ရတယ်လို့လက်ရှိမှာလည်းစစ်ကောင်စာပို့ချုပ်မှုကြီးမရောက်နိုင်လူမှုကွန်ရက်ပေါ်မှာဝေဖန်တယောခဲ့တာကြောင့်ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်ဆလဘီပခုတ်ကူမှာပခန်းကိုစစ်ကူသွားတဲ့စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးတကြက်ကြီးတွေအပါဆလီဦးထမနေတည်ဆုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်မကွေတိုင်းရှိစကြုံမျိုးနဲ့ပခုတ်ကူမျိုးကနေပခန်းမျိုးကိုစစ်ကူသွားတဲ့စစ်တပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်တွေချဖြတ်တိုက်ခိုက်ခဲ့ရစစ်ကောင်စီတပ် ကအနည်းဆုံး14ယောက်တိဆုံးသွားတယ်လို့ Southern Wires ဆို PDF တာဝန်ခံကပြောပါရယ်ပြီးခဲ့တဲ့မတ်လ18ရက်နေ့ညနေ3နာရီဝန်းကျင်အချိန်မှာဂျမ်းမာတက်ဆင်ထားတဲ့ကြီးကာကာနဲ့စစ်ကူသွားတယ်အင်အား20ဝန်းကျင်ရှိစစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်တိုက်ခိုက်စဉ်မှာတော်လိုင်းရဲဘော်တွေဘက်ကပြစ်လွတ်လိုက်တဲ့ RPG ကအဆိုပါကားတစ်ထည့်ကိုထိမှန်သွားပြီးပြင်းထန်စွာပောက်ကွဲခဲ့တယ်လို့သိရပါရယ်ဒါအပြင်နောက်ထပ်40မမပုံသီးသုံးလုံးကိုလည်းကားနောက်ဖင်အတွင်ဝင်ရောက်ပြစ်ခတ်နိုင်ခဲ့ပြီးတပြိုင်နက်လက်နက်ငယ်ရီနဲ့ပါကြီးကာကာရဲ့ရှေ့နောက်ကောင် ွင့်ကိုအပြန်ပစ်ခဲ့တာလို့သိရပါတယ်။တိုက်ခိုက်မှုမှာစစ်ကောင်စီဘက်က101တပ်ကတကြက်ကြီးနိုင်လေး235တပ်ကတကြက်ကြီးနေဝင်အပါဝင်အနည်းဆုံး14ယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။တကယ်ဆိုမျက်မြင်ကထိထက်ပုံများပါတယ်။ဖျင်းသည့်တဲ့င်းနေရချင့်ရေးသားတာပါလို့ရဲဘော်အောင်မောင်ကဆိုပါတယ်။အဲဒီနောက်ကြီကကားကိုစီးနိုင်လူနိုင်ချိန်မှာ စောက်တန်းဝိုင်ရဆိုရင်စစ်ကြောမှုဖြစ်သူကလက်နက်အရာကြောင့်ပြင်းထန်ဒဏ်ရာရပြီးအသက်အန္တရာယ်ဆိုရင်ရတာကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။တိုက်ပွဲဤမှာ GDC နဲ့ပန်းတိုင်းချုံခွေးခိတ်ရှိတယ်။အဲ့ဒီနှစ်ခုကမီတာတစ်ထောင်မဲဝေးတယ်။ရဲဘော်အခြေအနေကတည်နိုင်တာမို့နောက်ဆုတ်ခဲ့ရတယ်။စာခါရီကတော့နောက်တနင်္ဂနွေလောက်မှစစ်ကူရောက်လာတဲ့ရဲဘော်ကတော့တက်တာလာပါပြီလို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုစောက်တန်းလူကဲတပ်ပေါင်းစုဖြစ်တဲ့စောက်တန်း YSO PDF ၊ပြည်သူ့အာမန် PDF ၊ရှီစကြို Revolution Group YRG ၊ဒေါင်းညီနောင်၊ဒေါင်းစစ်တီ၊ King Cobra နဲ့ရှီစကြို့မျိုးနဲ့ပါလာဖာတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ မုံရွာမန္တလေးလမ်းပိုင်းမှာကျင်းနီရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်မှုကားတစီတိမ်းမောက်ပြီးစစ်ကောင်စီတပ်သားများထိခိုက်မှုများပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းမုံရွာမန္တလေးလမ်းပိုင်းမှာကျင်းနီရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ရာကားတစီတိမ်းမောက်ပြီးစစ်ကောင်စီတပ်သားများထိခိုက်မှုများပြကြောင်းလျှက်စီတက်ခွဲမုံရွာခရိုင်အမှတ်စနစ်တိုင်ရင်တက်ခွဲသုံးမှာပို့မိုးချိုကပြောကြားခဲ့ပါတယ်။ ဖေဖော်ဝါရီလ29ရက်မနက်9:30မိနစ်30ခန်းမှာမုံရွာမန္တလေးလမ်းပိုင်းတနီယာမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများလုံခြုံရေးအဆောင်ရှောက်တီးနေဂျီနီများတင်ဆောင်လာတဲ့ရှင်တန်းကိုတော်လိုင်းတပ်ဖွဲ့တွေကအတင်းဆောင်ကြပြီးပရိသာအတွဲလိုက်မိုင်းနေနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာဂျီနီကတစီတိမ်မောက်ပျက်စီးသွားပြီးအခြားဂျီနီကတစီကောင်ပိုင်းထိခိုက်ခြင်းမှပျက်စီးခဲ့ကြောင်းသိရပါတယ်။ကားကောင်ပိုင်းထိခိုက်ပျက်စီးသွားတဲ့ဂျီနီကားတွေကိုအကြမ်းဖက်စစ်ကောင်စီကလုံခြုံရေးအများပြားနဲ့ပြန်လည်ပြုပြင်ပြီးရနောက်ဆက်လက်မောင်းနေသွားကတိမ်မောက်နေတဲ့ကားကိုလက်ရှိအချိန်တွင် မုံရွာမန္တလေးလမ်းပိုင်းမှာပြုပြင်နေစေဖြစ်ကြောင်းသိရပါတယ်။မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်ပွားပြီးရနောက်အကြံဖက်စစ်ကောင်စီတပ်သားတွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြက်ခတ်တိုက်ခိုက်ခဲ့တော့လေတော်လိုင်းရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းအဲ့ဒီတိုက်ခိုက်မှုအတွင်းအကြံဖက်စစ်ကောင်စီတပ်သားအများပြားထိခိုက်ခဲ့ပြီးချောင်းမျိုးစေးယုံကြီးမှာအရေးပေါ်စေကူတာမှုခံယူနေပြီးတရားပြင်းထန်တဲ့စစ်သားတွေကိုဒီကနေ့ညနေပိုင်းမှာမန္တလေးကိုပို့ဆောင်ဖို့လှုံ့ဆော်နေကြောင်းသိရပါတယ်။ကားကောင်ပိုင်းထိခိုက်ပျက်စီးသွားတဲ့ဂျင်းနီတဲ့ကားကိုတော့စစ်ခွေးလုံးကြုံကြီးအများပြားနဲ့ပြန်လည်ပြုပြ င်ပြီးရနောက်ဆက်လက်မောင်းနေသွားတယ်တိမ်မောက်နေတဲ့ကားကတော့ချောင်းမျိုးနဲ့မြင်းမှုမျိုးအကြံလန်ပိုက်တနေရာမှာရှိနေသေးတယ်စစ်ခွေးအများပြားထိခိုက်မှုရှိရဲ့ချောင်းမျိုးစေယုံကြီးမှာအရေးပေါ်အစေးကူတာမှုခံယူနေတယ်အခြေအနေမကောင်းတဲ့စစ်ခွေးတွေကိုတော့ဒီနေ့ညပိုင်းမန္တလေးပြန်လည်တည်ဆောင်ကြမယ်လို့သိရတယ်လို့လျှက်စီတက်ခွဲမုံရခရိုင်အမတ်စနစ်တိုင်ရင်တက်ခွဲသုံးမှဖူမှုကြောကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုလျှက်စီတက်ခွဲနွေဦးပရာသာကော်လန်နဲ့ရိုင်ယယ်တိုင်ကာဖော့စလင်းကြီးတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ် ဆက်လက်ပြီးသဲကုံမြို့ဝင်ထွက်စစ်ဆေးဂိတ်ကိုပြည်ခရိုင်တရင်တိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းသဲကုံမြို့တဲသီးပင်ရက်ကွက်ရှိမြို့ဝင်ထွက်ဂိတ်မှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီတရင်စစ်ဆေးဂိတ်ကိုပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းပြည်ခရိုင်တရင်3600တက်မှပြန်ကြားရေးတာဝန်ခံကပြောပါရယ်။ဖေဖော်ဝါရီ29ရက်မနက်7:00နာရီကတဲသီးပင်ရက်ကွက်ဆရာအတက်တင်တက်လန်ရှိစစ်ကောင်စီတပ်စစ်ဆေးဂိတ်ကိုတရင်3600တက်ခွဲ3နဲ့တက်ခွဲ5မှာရဲဘော်တွေကဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့၎င်းကပြောပါရယ်။အမျိုးသားညီညွတ်ရေး အစိုးရ NUG ပြောင်းစုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကရှန်ကုန်ကိုဦးတည်ရစီရေးဖော်ဆောင်မှုတွေအတွက်တက်ရွှေ့ပြောင်းမဲ့တရင်တပ်ဖွဲ့တွေကိုတွားရောက်တွေ့ဆုံခဲ့မှုမှတ်တမ်းရုပ်သံဖိုင်ကို PDF တောင်ပိုင်းစစ်တေသားက February 23ရက်မှာထုတ်ပြန်ပြီးရက်ပိုင်းအကြာမှာရှန်ကုန်တိုင်းနီနဲ့ပဲခူးတိုင်းမှာတိုက်ပွဲများဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။အဆိုပါဝင်ရောက်တိုက်ခိုက်မှုမှာအပြန်အလှန်ပြစ်ခတ်မှု10မိနစ်ခန့်ကြာဖြစ်ပွားပြီးစစ်ကောင်စီတပ်သား၄ဦးသေဆုံးက PDF ရဲဘော်များထိခိုက်မှုရှိခဲ့ကြောင်းတရင်3600တက်ကအသိပေးပါတယ်။တိုက်ခိုက်ချိန်မှာဒီကောင်တွေအကုန်လုံး900 ောက်လောက်ရှိရဲမတည်ပဲကျန်တဲ့ကောင်တွေကဘန်ကာပေါ်ကနေမတရားပြန်ပြစ်တော့တာလို့ပြည်ခရိုင်တရင်3600တင်မှာပြန်ချိုင်းတာဝန်ခံကပြောပါရယ်ရှဲစခန်းနဲ့အနီးလေးရဲ့တိုက်ပွဲကပြင်းနေပြောရမယ်ဝုံတိုင်းချင်းနေတဲ့ PDF တွေကတိုက်ပြီးပြန်ခွာသွားတယ်စစ်တပ်ဘက်ကတည်နေကြတယ်လို့ဒေသခံတအုပ်ကပြောပါရယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မှာစီးရေးအရှိန်မြင့်တင်လာပြီးဖြစ်တာကြောင့်ပြည်သူများအနေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူအတူတကနေထိုင်ခြင်းလမ်းပြခြင်းကားဆိုင်ကဲ့သို့ကိုးငါးရင်ချင်းများမပြုလုပ်ကြဖို့တရင်3600တက်ကအတိပေးထုတ်ပြန်ထားပါရယ်ဘ ကူတိုင်းပြည်ခရိုင်တွင်ရှိပဲခူးယုံမနဲ့ဆက်ဆက်လျက်ရှိတဲ့ပေါင်းတလဲပေါက်ခေါင်းစားတဲ့မြို့နယ်များမှာလည်းရခိုးဖေဖော်ဝါရီလလယ်ကန်ကစပြီးစစ်ကောင်စီတပ်ကအင်အားတိုးချဲ့ခြင်းယုံမအဆက်အကျရွာတွေကိုစစ်ကြောင်းတို့ဝင်ရောက်ခြင်းကျေးရွာတွေကိုလက်နက်ကြီးနဲ့ဒရုန်းနဲ့ပုံကျဲခြင်းများလှုံ့ဆော်လျက်ရှိပါတယ်။ဒါအပြင်ရှန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိစစ်ကောင်စီခိတ်စခန်းခုနှစ်ခုကိုတိုက်ခိုက်ဆင်မုန်းခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနရဲ့စေယုံချုပ်ကဖေဖော်ဝါရီ29ရက်မှာထုတ်ပြန်ပါတယ်။ ပဲခူးတိုင်းကြောက်တကားမြို့နယ်ဖြူမြို့နယ်အတွင်းရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိစစ်ကောင်စီတပ်ဖွဲ့များအထင်ကျတပ်ဆွဲထားတဲ့ကိစ္စကခုနှစ်ခုကိုတောင်ပိုင်းစစ်တေသအမှန်နှင့်စစ်တေသခွဲလောက်ခံတပ်များနဲ့ KNU KNL ပူးပေါင်းတပ်တွေကဖေဖော်ဝါရီ25နဲ့26ရက်မှာတိုက်ခိုက်ချိန်မုန်းခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီရဲ့စကန်များကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းစစ်တေသအမှန်နှင့်စစ်တေသခွဲလောက်ရှိအမှတ်3900နဲ့တိုင်ရင်အမှတ်3500နဲ့တိုင်ရင် Spring Warrior ကော်လန်တိုင်ရင်အာလာဝကစစ်ကြောင်း8803 ERI စစ်ကြောင်း6000နဲ့စစ်တောင်းစစ်ကြောင်းရန်ကုန် ပကဖဖြူပကဖတို့နဲ့ KNL တိုင်ရင်ကိုတို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။